ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါပါရှင်မြန်မာပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးနေတာကတော့ရန်ကုန်နဲ့မန္တလေးမြို့မှာကြုံနေရတဲ့သခိုးအန်နေရေပေါ့နော်သခိုးအန်နေလေးအကြောင်းကိုကျွန်မပြောပြချင်တယ်ဒီသတင်းလေးကသတင်းနှစ်ခုသုံးခုနဲ့ချိတ်ဆက်ပြီးပြောရမှာဖြစ်တဲ့အတွက်ပထမဆုံးသတင်းလေးတစ်ခုကျွန်မပြောပြချင်ပါတယ်အဲ့ဒါပါလဲဆိုတော့လွန်ခဲ့တဲ့ဒီဧပြီ30ရက်မှာဆိုရင်စမ်းကြောင်းမှာအမှုတစ်ခုဖြစ်သွားခဲ့ပါတယ်နော်စမ်းကြောင်းကမုတ်လဆောက်ကုန်းမှာရှိတဲ့ပြည်သူ့ကွက်တက်ပတ်မှာတဲ့ဧပြီ30ကမနက်၄နာရီခန့်ကပေါ့နော်အထက်မြေတိုက်ပေါ်တက်ပြီးတော့မြို့မီတယောက်ကပစ္စည်းခိုးယူလဲရှင့် သက်40လောက်ရှိရလို့သိရပါတယ်ဟိုတက်သွားတာငားလောက်လို့သိရရှင်သူဘလို့များတက်သွားလဲမသိဘူးကျွန်မတော့အံ့ဩတယ်ဒီလားဘလို့များတက်သွားလဲမသိဘူးအပေါ်ရောက်တဲ့အချိန်မှာဖြစ်ကျင်တော့အင်ရှင်ကနိုးလာတဲ့အချိန်နဲ့ကြိုက်တဲ့အတွက်ပေါ့နော် तू ကကြောက်လန့်ပြီးတော့ခုံချခဲ့တယ်တဲ့အဲ तू မခုံချခင်ခံမှာပေါ့ तू မခုံချခံနေမှာပေါ့အင်ရှင်ကလည်းမခုံချနဲ့မခုံချနဲ့ဆိုပြောပါတယ်တဲ့ဒါပေမဲ့ခုံချသွားတယ်ပေါ့နော်ခုံချသွားတဲ့အခါကျတော့သူ့ခန္ဓာကိုယ် तू မနိုင်တဲ့အခါမှာအောက်ရောက်တော့တည်ဆုံးသွားခဲ့ပါရှင့် ဒါအလောင်းကိစ္စတွေပဲရှူသွားတယ်ဗောနော်လက်ရှိမှာဆိုတော့စမ်းချောင်းမြို့နယ်အရန်မီသက်တက်ခွဲရနေပြီးတော့ဒီအလောင်းကိုရန်ကုန်ပြည်သူစီယုံကြီးကိုပို့ဆောင်ပေးခဲ့လို့သိရပါရှင့်ရဒီအမှုလေးကနေကျမဆက်ဆက်ပြီးပြောပြချင်တာကရန်ကုန်မန္တလေးမှာဆိုရင်တခိုးတွေအင်မတန်တောင်းကျမ်းနေရယ်။သူကလေတခိုးကဘယ်လိုတောင်းကျမ်းလဲဆိုတော့အခုလိုပေါ့နော်အထက်မြင့်နေတဲ့သူတော်မှမချမ်းဘူး။အောက်ထပ်ဆိုတော့ပြောမနေနဲ့တော့။လောလောကူခိုးလေးရတဲ့အောက်ထပ်ဆိုတော့ပြောမနေနဲ့တော့။အပေါ်တက်တော်မှာတက်ပြီးတော့ခိုးတယ်ဆိုမှတော့သူတို့ပညာကလည်းမသေးဘူးနော်။ဒီတိုက်ကိုသူတို့တက်သွားနိုင်တာလဲဒီတရားလဲဒါဘယ်လိုပြောမလဲ။တော်တော်တော့ တ်ဆွန်ဆန်ပြလုပ်တဲ့ကိစ္စတော့ရှိပါရဲ့ရှင်အဲ့တော့တခိုးတွေတောင်းကျန်တာပေါ့ရှင်ပြီးတော့တခိုးတွေကတောင်းကျန်ပြီးလို့ရှင်လည်းဖန့်ခတ်နေတယ်သူကလေအချိန်နဲ့အဲ့လိုဖြစ်နေတာပေါ့နော်ဟိုခိုးတာခိုးရတယ်ပြီးလို့ရှင်ပြန်ပြီးတော့ခြေရာကောက်မယ်ဖမ်းမယ်ခါခါလဲကြလဲကြောင်းဖမ်းလို့မမိဘူးပေါ့မမိတဲ့အမှုများနေတာပေါ့အဲ့တော့တခိုးတွေအနေနဲ့ကလေသူတို့ကခိုးတယ်ဖမ်းမဲ့လူကမရှိဘူးသူတို့လာမဖမ်းနိုင်ဘူးဆိုမှတော့နောက်ကထပ်ခိုးတာပေါ့ရှင်အဲ့ဇလန်ကဘာဖြစ်လဲဆိုတော့ထက်ခါထက်ခါထက်ခါခိုးတဲ့ကိစ္စကနေပြီးတော့ထက်ခါထက်ခါထက်ခါအမှုတွေဖြစ်ကြတာပေါ့ရှင် ဲ့လိုပေါ့နော်တရားခံအောင်လည်းမဖမ်းနိုင်ဘူးပေါ့အဲ့တော့မဖမ်းနိုင်တဲ့အခြေအနေကတော့ဘာအခက်အခဲရှိနေလဲဆိုတာလေကျမတို့စဉ်းစားတဲ့အခါကျတော့ရန်ကုန်တို့မန္တလေးတို့မှာဆိုရင် CCTV နဲ့ပတ်သက်ပြီးတော့အခက်အခဲရှိနေလို့သိရပါအရှင်။တချို့အိမ်များတဲ့ဒီ CCTV တွေဖြုတ်ထားတယ်တဲ့။ဟုတ်လေပုံမှန်ဆိုရင်ဒါ CCTV တက်ပြီးတော့ကိုယ့်ရဲ့လုံခြုံရေးအတွက်ကိုယ့်ရဲ့လမ်းလုံခြုံရေးအတွက်ဘယ်လိုဖြစ်ဖြစ်ထားကြတာပေါ့နော်။လမ်းတစ်ခုမှာအမှုဖြစ်တဲ့ဆို CCTV အိမ်မှာရှိတဲ့ CCTV လိုက်ပြီးတော့ကြည့်ရလေ။ကြည့်ပြီးတဲ့အခါကျရင်ဆက်ဆက်တာပေါ့နော်။အော်ဒီတကူရဲ့ပုံလေးကဘယ်လိုဒီလူကဘယ်လိုဆက်သက်ပြီးအဲ့လိုဆက်ဆက်တယ်။ နောက်ပိုင်းကြတော့တဲ့2021နောက်ပိုင်းမှာလူပြ CDB တွေထုတ်ထားကြတယ်တဲ့သူကလေဖြုတ်ထားတယ်ဘာကြောက်လဲဆိုတော့ကျွန်တော်ပြောပြမယ်ရှင်2021မှာဆန္ဒစပြကြတဲ့အချိန်ကြတော့ CCTV ရှိလို့ရှိရင်တဲ့ဆန္ဒပြတဲ့သူတွေကိုရိုက်ကူးထားမိရဲ့အခါမှာပေါ့နော်ပြန်ပြီးတော့ဖမ်းဆီးရဲ့အခါကြတော့ဒီဆန္ဒပြတဲ့သူတွေကို CCTV ကြည့်ဖမ်းတယ်ပေါ့ရှင်ဖမ်းတယ်ဆိုတဲ့အခါကျတော့ CCTV တွေဖြုတ်ထားတဲ့ဆိုပြီးတော့အဲ့ဒီဆန္ဒပြတဲ့သူတွေလှုပ်ဆော်ခဲ့ကြတာဗာလဲလုံးဝအုပ်ချုပ်လို့မရစေရလို့ကျွန်မဓာတ်ပုံလေးပြထားပါမယ်ရှင်သူတို့လုပ်ခဲ့တဲ့ campaign ပေါ့နော် အဲ့ဒီကမ်ပိန်းကလုံးဝအုပ်ချုပ်လို့မရစေရဆိုပြောခဲ့တဲ့အပြင်ကိုမြို့ပြကို CCTV နဲ့မတက်နဲ့တဲ့ဒီမှာရေးထားရှင်သူတို့ကရေးထားတာ CCTV တည်းတဲ့တော်လိုင်းရဲ့အဖွဲ့အစည်းများကိုဒုက္ခပေးနေသည်တဲ့ဆိုပြီးတော့အဲ့ဒါ CCTV ရဲ့ live ဖြတ်စည်းရဲ့အဖွဲ့အံပေါ်လာသေးရဲ့တဲ့ကလေးကွာနဲ့ပြတ်တာ CCTV ကိုမြန်မာနိုင်ငံလူရဲခါကြရင်လေသိလား ဲ့ဒီဘက်အပိုင်းတော့ကျွမ်းတယ်နော်မဟုတ်တာဆိုရမ်းတော့တာလေးကွနဲ့ဒီ CCTV ကိုထိအောင်ပစ်တယ်ဆိုရင်လက်ကလူရဲ့လက်ဖြောက်မှုတော့ကျွန်မလေးစားတာအမှန်ပဲအဲ့ဒီတပိုင်းလေးကိုကွက်ပြီးလေးစားရတယ်ပေါ့နော်ဒါပေမဲ့သူလုပ်တဲ့လုပ်ရက်ကကောင်းတဲ့လုပ်ရက်မဟုတ်ဘူးသူရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုမဟုတ်တဲ့နေရာမှာလာသုံးသွားတာအဲ့လိုမျိုး CCTV ဖြက်စီးရတယ်ချို့ဆိုအနည်းတည်းတက်ပြီးတော့ CCTV ကိုချိုးပစ်တယ်ကိစ္စတွေလုပ်ခဲ့တယ်အဲ့လိုနဲ့ပဲဖြက်စီးခံရတဲ့ CCTV တွေကမရှိတော့ဘူးပေါ့နော် CCTV အရေးအတွက်ကြဆင်းသွားတာပေါ့ဒါပြင်တော့တော်လိုင်းကြီးကိုထောက်ခံတဲ့မိဘပြည်သူအချို့ကလည်း CCTV တွေကိုကိုယ်အသိစိတ်တဲ့နဲ့ကိုဖြုတ်ထားလိုက်ကြတယ် ုတ်ထားလိုက်ကြတယ်ဖြုတ်ထားလိုက်ကြတော့တခုတ်ကြီးကြိုက်တာဝါရှင်အခုကြတော့เนาะအမှုဖြစ်လည်းဖြစ်ကောဘယ်နာဖမ်းလို့ဖမ်းရမှမသိဘယ်နာအစရှာလို့ရှာမှမသိဘူးเนาะရဲတခွဲဆိုတာကလည်းစုံထောက်ဆိုတာကလည်းကျမတို့လိုပဲလေတို့ကလည်းမျက်စိနှလုံးနဲ့နားနဲ့ဖက်နဲ့နှာခေါင်းနှာခေါင်းနှစ်ပေါက်နဲ့ပါးစပ်တစ်ပေါက်နဲ့ဒါပဲပါတာအုံနောက်တစ်ခုနဲ့ဟုတ်တယ်မလားတို့ကနှက်မျက်စိလည်းပါမဟုတ်ဘူးပအိုင်ပွင့်တာလည်းမဟုတ်ဘူးအကြမ်းမြင်ရတာလည်းမဟုတ်ဘူးသူတို့ဒီ CCTV ကနေထောင်လန်းရတာရှိရဲ့အရက်သူအရက်သားစကားကနေထောင်လန်းရတာရှိရဲ့ဒါပေမဲ့အရက်သူအရက်သားစကားကနေထောင်လန်းတာကြတော့ဖမ်းမိဖို့ခက်တယ် ကြာတာပေါ့နော် CCTV ကြာတော့လွယ်တယ်လေအဲ့တော့လွယ်တဲ့ဟာကိုဖြုတ်ထားတယ်ဆိုတော့တခိုးတောင်းကြံတာမထူးဆန်းအောင်ချက်သိလားအခုတော့ဟိုမြို့ပြ CCTV နဲ့မတက်နဲ့ဆိုပြီးပြောခဲ့တဲ့သူကတော့သူတို့လုပ်ငန်းစဉ်ရဲ့စိုးကြိုးကအဲ့ဒါပဲတခိုးတွေအကြိုက်ဖြစ်သွားတာနော်တခိုးတွေအကြိုက်ဖြစ်သွားတယ် CCTV နဲသွားပြီ CCTV မရှိရတဲ့အတွက်သူတို့ပြောတာပေါ့ရှင်းတာပါပဲပြောတယ်ခိုးတယ်ဟိုရဲရလည်းမမိဘူးဇလန်းအဲ့ဒါပဲရှင်းသိလားကျွန်မနိုင်ငံအခါကြာရင်လေကိုလုတ်တဲ့အလုတ်ကဘယ်လောက်ထိစိုးကြိုးရှိလဲဆိုတာမစင်းသားခဲ့ကြဘူးပေါ့နော်အဲ့တော့ကျွန်မအနေနဲ့တိုက်တွန်းချင်တာကတော့မြို့တွေမှာ CCTV လေးတွေပြန်တက်ကြပါရှင်တော့မိဘပြည်သူတွေအနေနဲ့ ဒီချိန်မှာတော်လှန်ရေးဆိုတာလည်းမရှိတော့ပါဘူးမရှိတော့ပါဘူးเนาะအကျန်းဘက်ဘက်ကိုပြောင်းလဲသွားပြီးတော့တို့ကတို့ကဟိုမှာဘွားပြက်နေကြပြီဇက်ပြက်နေကြပြီတို့ကလေဒီတော့တော်လှန်ရေးဆိုတာလည်းမရှိတော့ဘူးအဲ့တော့ဒါအောင်လည်းမျောလင့်ပြီးတော့စောင့်စားနေအလကားပဲเนาะကိုရိုက်ရွာလုံးကြုံရေးအတွက် CDB လေးတွေပေါ့เนาะတက်နိုင်တဲ့အိမ်ဆိုတက်လိုက်တယ်ဆိုဘလို့ပဲဖြစ်သခိုးခိုးတယ်ထား CDB မှတန်းလေးနဲ့ပြန်လိုက်လို့ရတယ်ဟုတ်တယ်မလားပြန်လိုက်လို့မိတယ်ဆိုရင်သခိုးကလည်းအော်ငါတို့ခိုးလိုက်တယ်မိတယ်ဆိုတော့နောက်ကြားတဲ့သခိုးတွေကလည်းဘယ်ခိုးတော့မယ်ရှင်ဒီလန် CDB ပေါ်တယ်เนาะမသွားနဲ့ အခြေအနေအဲ့လိုပေါ့နော်ဒီတော့ကိုယ့်ရဲ့ကိုယ့်ရလုံခြုံမှုအတွက်ပဲ CCTV လေးပြန်တက်လိုက်ပါရှင်နော်ဟိုကျမတို့ကကိုယ့်လုံခြုံရေးကိုဒီချိန်မှာတော့ကိုယ့်အကူတော့နည်းနည်းစူးစမ်းမှရမယ်ပေါ့ရှင်လုံခြုံရေးတွေလည်းလောဆယ်မှာအရန်ကိုပြန်ရွှင်းနေတာကျမတို့သိပါတယ်နောက်နောက်ဆုံးလည်းစူးစမ်းပြီးတော့ပြင်ဆင်နိုင်မှုအတွက်ကိုနိုင်ငံတော်ကလုပ်ရမှာပါရှင်ဒါပေမဲ့ပြည်သူတွေအနေနဲ့ကလည်းကိုယ့်ရဲ့အိမ်ကိုကိုယ်စောင့်ရှောက်ဖို့အတွက်လည်းကိုယ့်မှာတာဝန်ရှိရဲဆိုတာလေးမမေ့စေချင်ပါဘူးရှင်ဒါကြောင့် CCTV တွေနဲသွားခြင်းဟာတခုပေါ်လာခြင်းအတွက်ကိုအကြောင်းပြက်ချက်များစွာတဲ့အတခုဖြစ်တဲ့အတွက် CCTV လေးပြန်တက်ပါဒါဆိုရင်တော့တခုတွေရဲ့ လှုပ်ရှားမှုကအနည်းငယ်လျော့ပါသွားမယ်လို့ထင်ပါရှင့်ဒါလေးကတော့သတင်းသုံးသပ်ချက်လေးရနေမိဘပြည်သူများအားလုံးရဲ့လုံခြုံရေးအတွက်ကိုကျွန်မသတိပြုသင့်တဲ့မိအနေနဲ့ကိစ္စလေးတစ်ခုကိုကျွန်မတင်ဆက်ပေးတာဖြစ်ပါရှင့်မိဘပြည်သူများရှင့်ကျွန်မကိုတင်ဆက်ပေးချင်တာလေးကတော့အော်သတင်းတော့မဟုတ်ပါဘူးရှင့်ကောလာဟာလာတစ်ခုလေးကြောင်းပြောပြချင်တာပေါ့နော်ဒါကောလာဟာလာကိုပြောပြချင်တာဘာကြောင့်ပြောပြချင်တာလဲဆိုတော့ဒီကောလာဟာလာဖြစ်နိုင်ခြေရှိမရှိပေါ့နော်ကောလာဟာလာဆိုတာအတိပြုနိုင်ခြင်းမရှိသေးတဲ့အတွက်ကောလာဟာလာလို့ပြောတာပါရှင့်ဒါပေမဲ့မကြခင်မှာအတိပြုမယ်လို့တော့ကျွန်မတို့ခံမှန်းပါတယ် အဲ့ဒါပါလဲဆိုတော့ရှမ်းမြောက်မှာဆိုရင်တီအန်အန်ဒီကအခြေအနေမကောင်းပါဘူးတဲ့တီဘောကြောင့်ပဲနောက်ချိုပြန်ပေးမယ်ဆိုပြီးသိရပါတယ်တဲ့အဲ့ဒါဘလို့ဖြစ်တာလဲပေါ့နော်ပြည်သူ့ရဲ့အရှိမသတင်းစာရှင်းလင်းပွဲလုပ်ပါအောင်ဆိုပြီးတော့29ရက်နေ့လေးလပိုင်းကဒီ PDF တွေပေါ့ရှင် PDF တွေကိုအားပေးတဲ့သူတွေတင်ထားတွေ့ရပါတယ် သူတို့လည်းနော်ဘလို့ဘလို့သတင်းတွေစုံစမ်းသိရှိလည်းမသိဘူးဒီဟာအင်မတန်ဟိုဘလို့ပြောရမလဲလှုပ်ဝက်နေတဲ့တဲ့နေရာဆာစုံစမ်းနိုင်တာတော့အအောင်ဖို့ကောင်းပါတယ်ဒါပေမဲ့ဒါကတော့မထူးဆန်းပါဘူးဘာကြောင့်လဲဆိုတော့ TNL ရဲ့အဖွဲ့အစည်းပေါ့နော်သူတို့လက်ရှိနေရဲ့နယ်မြေမှာ BDET တွေလည်းရှိနေတာဆိုတော့ BDET တွေအနေနဲ့ကြားသိရလေးပြန်ပြောင်းမှာပေါ့နော်အဲ့ဒီကနေပြီးတော့အဲ့ဒီသတင်းပြန်လာလို့ထင်ပါတယ်ပြီးတော့ TNL ကဒီမျိုးတွေကိုပြန်ပေးနိုင်လားမိုးကုတ်ပါဝင်ပေါ့နော်ပြန်ပေးနိုင်လားဆိုတာကတော့ အချိန်တွေက MNDAA လိုမျိုးပေါ့နော်အောက်နာမည်နဲ့ရှိမယ်ဆိုတော့တတောက်တတာပြန်ပေးလိုက်တာကောင်းပါတယ်ရှင်ကျွန်တော်အဲ့လိုမမြင်လဲအဲ့လိုမှမဟုတ်ဘူးဆိုတော့လည်းဟိုတခုခုပေါ့နော်ဆုံးရှုံးနေတာပြီးတော့မှပြန်ပေးမလားပေါ့အဲ့ဒါလေးတော့ TNL ရွေးချယ်ပေါ့ရှင်ပြန်ပေးတာတော့ပြန်ပေးရမှာပဲတိတ်ကြတယ်ဘာကြောင့်လဲဆိုတော့ဒီမျိုးတွေအားလုံးကမြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာတရားဝင်ရှိနေတဲ့ပြည်ထောင်စုဘဝတိုင်းသားတွေအားလုံးပိုင်တဲ့မျိုးတွေရှင် TNL ပိုင်တဲ့မျိုးတွေမဟုတ်ဘူးဘယ်လောက်ဒီပဲအကျန်းဖတ်ပြီးတော့ယူလိုက်ပါစေဒီမျိုးတွေကိုသူတို့ရသွားတယ်လို့ဘယ်သူမှဒီမပြုတ်နိုင်ဘူး။ဒါပြင်သူတို့ကလေ အမှန်တရားတော့ TNL တွေကဗမာလူမျိုး PDF တွေရဲ့အသက်ကိုနင်းပြီးတော့ဒီမျိုးတွေရှူသွားတာသူတို့ကသူတို့ဆိုဒီမျိုးနားတွေကတ်နိုင်ကြအကြောင်းမရှိဘူး။ဒါကသူတို့က PDF အောင်အသုံးပြုပြီးတော့တိုက်သွားတဲ့အချိန်တွေမှာလေတကယ်တည်းအဲ့မျိုးတွေရောက်သွားတဲ့အချိန်ကျတော့ဒီကောင်တွေကအုတ်ချိုရေးစနစ်မလုပ်တော့ဘူး။ဒီလားဒီကောင်တွေတတလုံးတဘုံပဲလုပ်လာတာ။အစိုးရတစ်ခါမှလုံဘူးတော့မဟုတ်ဘူး။အစိုးရလုပ်ငန်းဆက်သူတို့မသိဘူး။လူတွေဘလို့အုတ်ချုပ်ရမလဲလူတွေကိုဘလို့မျိုးကတော့ကောင်းပေါ်ကစီမံပေးရမယ်ဆိုရယ် knowledge ကသူတို့မှမရှိဘူးမရှိတော့မိုးကုတ်ရသွားတော့ကြောက်ပဲတူတယ်သူတို့ကလေမိုးကုတ်တဲမှာဆိုခိုးတယ်ဟွက်တယ်တတ်တယ်ဖြတ်တယ် အမန်ဒီအုတ်ချက်ဝါးတဲ့လားရှုံမှာဆိုတော့လူကအမိုက်ပုံးယူဟီးနေရပဲအမိုက်ပုံးယူအမိုက်ပုံးဟီးနေရပဲခါရညို့လဲကောင်းမှာလူတွေစီးနဲ့ကန်းနဲ့အမိုက်ပြစ်ဖို့တော့မှသူတို့ management မလုပ်ပေးနိုင်ဘူးသိလားအဲ့တော့သူတို့ဒီနိုင်ငံတစ်ခုလုံးစာအုတ်ချက်ဖို့မပြောနဲ့သူတို့ရှောက်ပြောတဲ့အရာတွေမပြောနဲ့သူတို့ရထားတဲ့မြို့တည်တည်လေးတော့သူတို့ management မနိုင်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့အမန်ဒီလည်းဖိအားတွေရှိလာတဲ့ခါကျတော့ပြန်ပေးလိုက်ရတယ်သူတို့လက်ထက်ထားလဲမြို့ကကျေးမှာပဲပြတ်မှာပဲသူတို့ဘာမှလုပ်မရအောင်လေသိလားဒါကြောင့်လဲဆိုတော့မထိုက်တန်ဘူးရေးချင်းမရှိဘူးရှင့် မြို့တစ်မြို့တော့မှတလောက်ပြလောက်တောက်နေရအုပ်ချုပ်စမ်းဆိုပြီး၄၅မြို့ပေးလိုက်ရင်တော့မှဒီကောင်တွေအုပ်ချုပ်လို့မရဘူးဒီကောင်တွေမှဒါမရှိဘူးအဲ့လိုပြောနှိမ်နေဖြစ်တော့ဒါမပါဘူးတို့တို့ကဒါပဲရှိတာဒါပဲရှိရဂန်းပဲရှိရတို့မှအုံနောက်မရှိဘူးသိလားနိုင်ငံတကူအုပ်ချုပ်တာဂန်းနဲ့လည်းအုပ်ချုပ်လို့မရအောင်အုံနောက်နဲ့လည်းအုပ်ချုပ်ရတယ်နိုင်ငံရေးပြည်ရဲ့နဲ့လည်းအုပ်ချုပ်ရတယ်စီယုံရင်းနဲ့လည်းအုပ်ချုပ်ရတယ်လူတွေကိုဝန်းစာပြည့်အောင်ထားပြီးတော့လည်းအုပ်ချုပ်ရတယ်အုပ်ချုပ်နေရအများကြီးရှိတယ်တို့တို့တည်းကတနေ့နဲ့အုပ်ချုပ်တော့ပဲတည်ရလေဒီတစ်ခုနဲ့အလုံးမဖြစ်တာ လို့မဖြစ်ဘူးဒီတော့ဘာဖြစ်လဲပြန်ပေးရတယ်ဒါပဲဇလန်းဒီတော့ပြန်ပေးရကိစ္စရမှာလဲအငင်းပွားရပေါ့နော်ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ရတဲ့လိုပြောလေပြောချင်ရပြောပြန်ပေးလာရပြန်ပေးလာရပဲအဲ့ဒါရလက်ပဲလေဟုတ်တယ်မလားပြောချင်ရပြောနောက်ဆုံးပြန်ပေးလာရပဲမလားအဲ့လိုမေးလို့ရှင်ဖြစ်ရတာပဲလေဟုတ်တယ်ပြန်ပေးလာရပြီးသွားပြီအဲ့ဒီမှာနေဇလန်းအဲ့လိုတော့ရှင်ရပေါ့နော်ဒီတော့ TNL ရရောပြန်ပေးရမလားမပေးရလားဆိုတော့ကတော့စဉ်းစားဖို့မကြောက်လဲဆိုတော့တခုရှိတာက TNL နေရအခုချိန်မှာတော့ဘာမှထုတ်ပြန်တာလည်းမရှိဘူးသူတို့ပြန်ပေးမယ်ဆိုတော့မှဘာမှထုတ်ပြန်မှာမဟုတ်ဘူး ်သိလားဘာမှထုတ်ပြန်မှာမဟုတ်ဘဲနဲ့အသာလေးလက်သွားမှာ MND တော့လည်းအဲ့လိုပဲလုပ်သွားရပဲလေ MND တော့ကကျောလို့စရရပြောတယ်လာရှုံမျိုးကပြန်ရတော့မှာမသိဘူးဆိုပြီးပြောတဲ့အချိန်လေးတခုမှအင်းမရပါဘူးလာရှုံကလူတွေကအစ်စီပါ MND ရဲ့လာရှုံကလူဆိုတော့ MND ရဲ့ထောက်ခံတဲ့သူတွေကအစ်စီပါတဲ့ MND ကဒီမှာတဲ့နေတိုင်းသွားလာနေတော့မဲတဲ့လှုပ်ရှားနေတော့မဲတဲ့အစ်စီပဲတဲ့ဆိုပြီးတော့အဲ့ဒီအေးစေးနေနေပဲလစ်သွားတာသိလားအဲ့လိုလစ်သွားတာအောင်ပါဘာကြံနေလဲသိလားလာရှုမြို့မှာသူတို့အားပေးတဲ့သူတွေဆိုင်ရနေမုတ်တွေစားပြီးတော့အကျွေးတွေချမ်းခဲ့ပြီးတော့ ထွက်သွားတော့အကျွေးမပေးသွားအောင်အကျွေးမပေးသွားအောင်ဘာကြောင့်လဲဆိုတော့ကြိုသွားမယ်ဆိုတော့ကြိုမပြောဘဲနဲ့ရုပ်ပြတ်ထွက်သွားတာလေတဲ့မလားနောက်ဆုံးအချိန်ထိကိုလိန်သွားတာအဲ့ live show မျိုးကအဲ့ဒီပိတ်တွေကိုလိန်သွားတာဒီပိတ်တွေကလည်းအလိန်ခံလိုက်ရတယ်ပြီးတော့ TNL လေးတွေလည်းဒီသူ့မျိုးတွေပြန်ပေးမလားမပေးဘူးလားဆိုတာကတော့ဒါဆက်လက်စောင့်ကြည့်ပါရှင်ဆက်လက်စောင့်ကြည့်ပါကျွန်တော်တို့အမြင်ရတော့မကြခင်ဒီမျိုးတွေကပြန်ရမှာပါကျွန်တော်ပြောသလိုပါပြည်တော်စုရဲ့ပိုင်ဆိုင်မှုလေဟုတ်တယ်မလားဒီအဖွဲ့ပိုင်ဆိုင်တာမှမဟုတ်တာရှင် တော့ပေးရမှာပဲเนาะဘာကြောင့်ပေးရတာလဲဆိုရင်ဘယ်သူမှအပြစ်မမြင်နဲ့เนาะတရုတ်ကလည်းသွားအပြစ်မမြင်နဲ့မြန်မာတက်မလို့လည်းအပြစ်မမြင်နဲ့နောက်ဆုံးကိုမအုပ်ချုပ်နိုင်တဲ့အတွက်သူများကိုပေးလိုက်ရတာဒါပဲဇလန့်ကဒါပဲဗမာပြည်တဲ့တရားအသက်သေခံပြီးတိုက်ပြတာအောင်မှာဒီမျိုးအသေးသေးလေးတွေတကယ်လို့သေးသေးလေးတော့မအုပ်ချုပ်နိုင်တဲ့အတွက်သူများကိုပြန်ပေးလိုက်ရတာတက်မလို့လက်ထက်ပြန်ထည့်လိုက်ရတာမူလပိုင်ရှင်စီပြန်ပေးလိုက်ရတာဒါပဲနောက်ခုကတော့သုံးမကြလို့ပြန်ပေးရတယ်ဆိုတော့ကိစ္စလေးလို့ခေါင်းထဲမှာမှတ်ထားသေးချင်ပါတယ်ရှင့် ်နောက် MND လည်းလားရှုံမအုပ်ချုပ်နိုင်တော့တဲ့အတွက်ပြန်ပေးလိုက်ရတယ် TNL လည်းဒီလိုပဲသူတို့ရထားမျိုးတွေမအုပ်ချုပ်နိုင်တော့တဲ့အတွက်ပြန်ပေးလိုက်ရတယ်ဒါပဲဇလန့်ထားပဲရှင်သူ့မှာဖြစ်တယ်မနေနဲ့ကိုသုံးမကြတာပဲကိုဖြစ်တယ်မှလို့ပြောကြင်ပါတယ်နော်ဒါကတော့ဒီမှာဒီ TNL တို့ဘာတို့ပြောလင်းချက်ကြီးနေတဲ့သူတွေအတွက်ကိုသတင်းချက်လည်းပေးတာပါရှင်ဒီသတင်းပေါ်မှာလက်ခံခြင်းမခံခြင်းရတော့နားထောင်နေတဲ့သူရဲ့စိတ်ဆန္ဒအတိုင်းပါပဲရှင်။နေရာရဲဒီလောက်ရဟာပေါ့နော်နိုင်ငံအတွက်မှာရှိရတရားမဝင်ရွှေပြောင်းလို့သမားတွေကိုခိန်းချုပ်ဖို့အတွက်စောင့်ရွက်ထားတယ်ဆိုပြီးတော့သူတို့ကထင်မြင်ယူဆတယ်။ ို့တော့တရားမဝင်ဝင်လာတဲ့သူတွေကိုထိန်းချုပ်ပြီးတော့ဒီလူတွေစီကနေခေါင်းမဖြတ်တဲ့ကိစ္စတွေပြီးတော့ဒီလူတွေအင်အားကိုစုစည်းပြီးတော့ဆန္ဒပြပွဲတွေပေါ့နော်ပြီးတော့ထိုင်းနိုင်ငံအတွက်ကိုခက်ခဲဖြစ်စေမယ့်ကိစ္စတွေဒါတွေလှုပ်ဆောင်နေဆိုပြီးသူတန်တရားဝင်နေပေါ့ရှင်ဒါကြောင့်တို့ဟာဆိုရင်ဖြတ်သိမ်းလိုက်တာပြီးတော့ဒီ NUG နဲ့ဆက်ဆက်နေတဲ့အဖွဲ့တွေတဲ့ထိုင်းနိုင်ငံနယ်မြေတွင်းမှာလှုပ်ရှားမှုတွေပြုလုပ်မယ်ဆိုရင်လည်းတို့အနေနဲ့တင်းကျပ်စွာကြီးစုနေတယ်ဆိုပြီးတော့သတင်းရင်းမြစ်တွေကဖော်ပြထားတာမြင်တွေ့ရပါရဲ့ရှင်ဒီတော့ဖြစ်စဉ်တွေအားလုံးခြုံကြည့်လိုက်မယ်ဆိုတော့ထိုင်းနိုင်ငံကနိုင်ငံတော်ချင်းပူးပေါင်းဆောင်ရွက်တဲ့ကိစ္စလေးကိုဒီဇိုင်းမဲ့မဲ့လှုပ်ဆောင်နေအောင်မြင်တွေ့ရပါတယ် ။ဒီကြတာတော့ထိုင်းနိုင်ငံနဲ့ဆက်မှနေပြီးတော့မြန်မာပြည်ကိုမီးမွေးနေတဲ့သူတွေပေါင်ကျင်းသွားတာတော့မှန်ပါပဲရှင့်။အဲ့ဒီကျင်းတဲ့ဘောင်တစ်ဖြည်းဖြည်းသေးသေးလေးလာမှဖြစ်ပြီးတော့နောက်ဆုံးသူတို့လည်းပဲအောင်ကြိုးခွဲဆွတ်တဲ့အချိန်ကြီးထိရောက်လာမယ်ဆိုတော့သိကြပါပဲရှင့်။အကြအားလုံးကဘသူမပြုတ်မိမိမှုပါပဲနော်။အခုတို့လည်းတိတ်များတဲ့ဖြစ်တဲ့အတော့တဘွားတော်မဆန်ရတော့ဟိုကျမတို့တို့ထင်တာကတဘွားဆန်ရလို့ထင်တာလားဒါပေမဲ့တို့ဆန်မဲ့အရာကတဘွားတော်မပြည့်တော့ဘူးအခုတို့ကရမ်းများတော့လေသိလားအဲ့လိုဖြစ်နေပေါ့နော်ဒီတော့ကိုကကိုတော့စဉ်းစားပါရှင့်အခုချိန်မှာတော့ အားလုံးကတော့ငါဘက်ကနိုင်တယ်နင်ဘက်ကနိုင်တယ်ပြောနေကြတာပဲဒါပေမဲ့ဆုံရှုံမှုတွေဖြစ်လာတာကြာရှုံးမှုတွေဖြစ်လာတာဘယ်ဘက်ကလဲဆိုတာကတော့ထင်တာမြင်တာရှိပါရဲ့ရှင့်ဒီမတက်မှာအခုချိန်မှာဆိုရင်ပြည်သူစစ်မှုတန်းကလည်းခေါ်ဆောင်တဲ့အခါမှာအင်အားတစ်ခုထိရသွားပြီအရာအားလုံးမြို့တွေတော့ပြန်ရနေပြီရှင့်ဟုတ်တယ်မြို့တွေတော့ပြန်ရနေပြီတချို့မြို့တွေဆိုလည်းတိုက်ကွက်တွေပေါ်လာတော်တော်ကောင်းနေပြီပြီးတဲ့အခါမှာအစ်စ်မြင့် drone တွေပေါ့နော် drone တပ်ဖွဲ့တွေပြီးတော့တရားဝင်ဝယ်ထားတဲ့စမ်းသပ်တီထွင်တဲ့လက်နက်တွေ စစ်စစ်စရေးစရာမှာအသုံးပြုနိုင်တဲ့ကိစ္စရတယ်ပေါ့ဒါလေးတွေပဲကိုဘိုတတသုံးနိုင်လာတာမြင်ရတယ်ရှင့်မြမတက်မောင်ကဒီလိုဒီလိုတိုးတက်လာပြီးရဲ့အခါမှာအစမတ်သမားတွေကဒီလိုဒီလိုကြဆင်သွားခဲ့ပြီဒါကို online ပေါ်မှာနေပြီးလေကျယ်နိုင်သေးရဲ့ဆိုတော့သိကြတယ်အဲ့လူတွေကတတိယနိုင်ငံသွားဖို့အတွက်လက်မှတ်ရထားပြီးလို့ဖြစ်တယ်အဲ့ကြောင့်လေကျယ်နိုင်တာမြေပြင်မှာရှိရတဲ့တွေကလေမကျယ်နိုင်တော့ဘူးเนาะခဏနေအလင်းဝင်လာကြပြန်ပြီးပီကြက်တွေခဏနေထွက်ပြေးသွားကြပြန်ပြီးခဏနေကော့ကိုတတ်သိကြပြန်ပြီးပီကြက်တွေဒေါ်လေးမှာသွားကြည့်လိုက် နားနဲ့တော့မဆန့်လို့ဒုက္ခတရားတွေရဒါကိုနိုင်တယ်လို့ online ပေါ်ကနေអော်ရဲသေးတယ်ဆိုတာကတော့တော်တော်ကိုချင်းစာစိမ်မရှိပါပဲကို့အချင်းချင်းပြန်ပြီးတော့သစ္စာဖောက်နေတာပဲရှင့်တိလာခါကြရင်ကျမတို့ကလေတိုက်ပွဲရပြီးသွားပြီတိလာတိုက်ပွဲရပြီးသွားပြီကျမတို့ကကျမောင်းနိုင်ငံမှာအင်အားစုပေါ့နော်ဒီပိတ်နဲ့ဘောမနဲ့ရှင်ကြရပေါ့ဘောမတွေနိုင်သွားပြီရှင့်နိုင်သွားပြီတကယ်နိုင်သွားပြီဘောမတွေရဲ့အနာဂတ်ကလှပတာဖို့ပဲရှိတော့တယ်နော်အချိန်နဲ့ရုပ်ောက်ပွဲလေးပြင်ရမယ် မဲပေးကြမယ်ဘဝတတရခက်တန်းကြမယ်ကျမတို့ကြုံခဲ့ရတဲ့ဒီဘောမဆိုတဲ့လူတန်းစားပေါ့နော်ဘောမဆိုတာရှင်းပြအောင်ဟိုကောင်ကြီးပြောတာပေါ့တကယ်တော့အေးချမ်းဆိုတာနေခြင်းနဲ့ပြည်သူတွေပါနော်ဒီပြည်သူတွေအနာဂတ်ကကောင်းဖို့ပဲရှိတော့လေရှင်နည်းနည်းလေးတော့တောက်ခံဖို့လိုတာပေါ့နော်ဒီတော့ဒီပိတ်တဲ့ဘောမပြန်ပွဲမှာဘောမနိုင်သွားပြီရှင်နော်ဘာကြောင့်နိုင်လဲဆိုတဲ့တသက်ပြချက်တွေကိုကျမတို့နေတိုင်းပြောတဲ့တဲ့နေနားထောင်ကြည့်မယ်ဆိုရင်မြေပြင်မှာဖြစ်တဲ့အရာတွေကြည့်မယ်ဆိုရင်သိရှိနိုင်ပါရှင်နော်ကျမတို့ရှောက်ပြောလို့ရတဲ့ကိစ္စမဟုတ်ဘူး နော်အားလုံးကသိရဲ့ကိစ္စအားလုံးကလူတွေပဲအုံနောက်ရှိရဲ့အားလုံးကသမင်းစားပြီးတော့ကြီးလာကြတဲ့သူတွေကြီးပဲအုံနောက်ရှိရဲ့ဟုတ်တယ်မလားကျမတို့ပြောတဲ့တဲ့မှန်လားမှန်လားမြေပြင်မှာတိုက်စစ်အတိတ်သားကြီးပဲဟာပြည်ပြေးတွေနော်တော်လန်ရေးကိုလိန်ညာပြီးတော်လန်ရေးကလည်းသမင်းစားရတဲ့သူတွေကတော့လိန်နေအောင်မှာပဲသူတို့ကတော်လန်ရေးကိုမပြီးစေချင်ဘူးလေမပြီးဖို့အတွက်ကရှုံးတယ်လို့ဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးအောင်းနဲ့အောင်းနဲ့နိုင်မဲနိုင်မဲဆိုပြီးတော့တောက်ခံသွားမှာတော်လန်ရေးကမပြီးမှာအဲ့တော့မှအဲ့တော်လန်ရေးရှိနေမှာသူတို့သမင်းစားရမှာလေတိုက်ပြည်တွေစဉ်းစားတတ်ဖို့ပြောပြတာပါ တို့ပြောတာယုံပြီးတော့နိုင်မီနိုင်မီဆိုပြီးတော့ကို့ဘွားကိုထပ်ပြီးစတေးမယ်ဆိုတော့လည်းဒါကို့ထိုင်တဲ့ကို့ကန်လို့ပဲပြောလိုက်ချင်ပါရဲ့ရှင့်နော်ဒါကတော့ထိုင်းနိုင်ငံမှာဖြစ်တဲ့ကိစ္စအနေနဲ့ပတ်သက်ပြီးတော့အနိုင်ရှုံးလို့ကျွန်မခွဲပြတာဖြစ်ပါတယ်ကျွန်မခွဲပြတာမကျင်တဲ့ခုဆိုလဲကို့ကကိုကို့ညံမီတော့စဉ်းစားပြီးအနိုင်ရှုံးခွဲလို့ရရနော်ဒါကတော့ကို့ယူဆနဲ့ကိုပဲအဲ့ဒါကို့ယူဆနဲ့ကိုပဲကျွန်မကဘာလို့ယူဆအောင်မှာဘာမှလိုက်ပြီးတော့ပြောမှမဟုတ်ဘူးဟိုတိုင်းရှင်းတာတော့ပဲလုံမယ်ပေါ့နော်တိတ်ပြီးတော့မပြောချင်ဘူးပြောကို့ကကိုကို့ဘက်ကနိုင်တယ်ထင်လို့ရှင့်ငါတို့ဘာကြောင့်နိုင်လဲဆိုတော့ကို့တက်တဲ့ပြချက်နဲ့ကိုပြောကြ နော်ကျမတို့တော့လာမဆဲနဲ့ကျမတို့တော့ဆဲလဲဂိမ်းဆိုင်ဘူးဖြစ်ကျင်တော့လေဖြစ်ကျင်တော့ view ဆိုင်မနေဘူးသိလားသူတို့ပြောလို့ကျမတို့ဒေါသလေးတော့မထွက်ဘူးအဲ့ဒါကျမတို့အနိုင်ရရှိခြင်းပဲကျမတို့ကမှော့အောင်သွားပြီဒီလောကမှာမှော့အောင်သွားပြီနော်ကျမတို့လာဆဲလဲကျမတို့အေးဆေးပဲထိုင်နေတော့ငါ့ကိုဆဲနေပါလားဆိုတော့ဒီလူပြောတဲ့အချက်တွေကနေအားနေချက်တွေကျမတို့ရှာထုတ်နိုင်တဲ့အဆင့်တွေကိုကျမတို့ကမှော့အောင်သွားပြီ ်သိလားအဲ့ဒီပုံမှာ emotion လည်းမရှိဘူးဝမ်းနေခြင်းလည်းမရှိဘူးဒေါသထွက်ခြင်းလည်းမရှိဘူးအေးဆေးထိုင်တာထောင်ပြီးတော့ဒီကောင်ကပြောထဲမှာဘာအားနည်းချက်ရှိလဲဆိုတော့ခိုင်းကြည့်နိုင်တဲ့အထီကိုကျမတို့ကမှော့အောင်သွားခဲ့ပြီရှင်အဲ့ကျမမှမဟုတ်ဘူးကျမတို့ဘက်ကမိဘပြည်သူတော်များလည်းမှော့အောင်သွားပြီမကျမတို့ဘလောက်ဆဲဆဲ online ပေါ်နေဘလောက်ချင်းချောက်ချင်းချောက်ကျမတို့လုံးစာရှိရလုပ်တယ်ကျမတို့မိဘပြည်သူတွေအားလုံးကအဲ့လိုပဲနော်ဒီတော့ဘောမတွေကမှော့အောင်သွားပြီဖြစ်တဲ့အတွက်ဒီပိတ်တွေကြက်တလောက်ဆဲနော်ဘောမတွေ view site တော့နော်အဲ့လိုခေါင်းထဲမှာထည့်ထားစေချင်ပါရှင်နော်ဘယ်လိုပဲဖြစ်ဖြစ်နော်ပြပြရပါဒီပိတ်တွေအစဲထူရောလေ ကျမတို့ကလည်းဆဲတဲ့အပိုင်းမှာမှော်အောင်ကတော့ခတ်တယ်ခတ်သွားပြီပေါ့နော်သူတို့ကျမတို့ဘလို့မှတွန်းထန်လို့မရတော့ခြေနေကအလိုလိုရှိပါရှင့်ပြီးတော့ဘသူတွေပါပဲပြပြဘလို့ပဲဝေပန်ဝေပန်ကျမတို့နိုင်ငံတော်အတွက်လှုပ်ဆောင်ရှေ့ဆက်လုပ်ကြအောင်ပေါ့ရှင့်ဒါလေးကတော့ကျမတို့အားလုံးရဲ့မှန်ကန်သောရွေးချယ်မှုသာဖြစ်ပါလိမ့်မယ်ရှင့်